အားလုံးပဲမင်္ဂလာပါ Chelsea ရဲ့ Spurs ကိုနောက်ဆုံးတွေ့ဆုံတဲ့၅ဘွဲစားတိုက်အနိုင်ရရှိသွားပြီပဲဖြစ်ပါတယ်ဒါဒီနေ့မှာ Joao Pedro ရဲ့တလုံးနဲ့တော့အနိုင်ကိုနဲ့အနိုင်ရရှိသွားပါတယ်ဆိုတော့ဒီနေ့စပြောရရင် Joao Pedro ကစပြောခြင်းပါတယ် Joao Pedro ဒီနေ့မှာအပိုင်ဂိုးသွင်းခွင့်၃ချိန်လုံးရခဲ့တယ်ဒီ၃ချိန်လုံးမှာနှစ်ချိန်ကိုဒါဂိုးသမားကာကွယ်လိုက်နိုင်တယ်ဗျာတကယ်တော့သူသွင်းမယ်ဆိုရင်ဒါ hat trick ပါရနိုင်တဲ့အနေထားပါ ဘာပဲပြောအနိုင်ရရှိသွားတာရယ်သူငါးဘွဲစားလိုက်တော့ကိုပေါက်ပြောင်းနေတာကိုဒါဒီဘွဲမှာတွဲနိုင်လိုက်တာရယ်ဒါကောင်းတဲ့ချက်လို့ပဲပြောရမယ်ဆိုတော့ဒီနေ့ဘွဲမှာချုံငုံပြီးပြောရင်တသိန်းလုံးကောင်းဆုံးနေသားကိုရောက်ရှိခဲ့တယ်ပြီးတော့ကျွန်တော်ဘွဲမဆက်ခင်နေစိတ်ပူနေတဲ့ဒါချာလိုပါနဲ့ဖူဖာနာတို့ရဲ့ခံစစ်ကလည်းအရင်ပြောကြမှရှိခဲ့ဘူးပြီးတော့ ပြိုင်ဘက်အသင်းမှာ Spurs အသင်းမှာအဲတယောက်ထဲသောကြောက်စရာကောင်းတဲ့ Gudus ကိုကျွန်တော်တို့ Gurella အပိုင်ထိန်းချုပ်နိုင်ခဲ့တယ်။ကျွန်တော်ပြောခဲ့လိုပဲဒီ Gudus ကိုထိန်းချုပ်ပြီးကစားနိုင်ရင်ဒီဘွဲ Chelsea အတွက်အပေါင်းလက္ခဏာဆောင်နိုင်နေဆိုတဲ့အတိုင်းဒါ Gudus ရဲ့ကစားပုတ်တွေအကုန်လုံးကိုပိတ်ပိတ်ထားပြီးတော့ဒါနိုင်ရလက်တစ်ခုပေါ်ဆောင်နိုင်ခဲ့တကယ်တော့ Chelsea ဒီနေ့ဂိုးသွင်းမယ်ဆိုရင်ဒီထက်မှကဂိုးပြက်ပြီးနိုင်ရမယ်နိုင်ပွဲမျိုးပါအဲပြီးတော့ ဒီနောက်ပိုင်းပက်ဒရိုနာဒိုကြာလာတဲ့အချိန်မှာဆိုဆိုစီစီအက်စီဘာကိုလဲလိုက်မယ်ဆိုရင်ဒီထက်ကိုလည်းပိုရနိုင်တယ်လို့ကျွန်တော်ထင်တယ်။အဓိကအဖြစ်ဟိုထားလိုက်ဒီလိုတုံးလိုက်တာလည်းကောင်းပါတယ်။ဒါပေမဲ့ဒီနေ့အတင်းကစားပုံတော့အရင်ပြောစရာလုံးဝမရှိဘူး။အထူးသဖြင့်ဂိုင်းစီတို့အရင်ကောင်းတယ်။ဒါဂျောက်ဘတ်တို့ရသွားတဲ့ဂိုးဆိုရင်သူရှေ့ကိုတက်ဖြတ်ပြီးတော့ဒါဗန်ဒီဗန်အမားနဲ့တစင်သူအဲ့လိုထိုးပေးပြီးတော့တွင်းလိုက်တာဖြစ်တယ်။ဆိုတော့ ချုံငုံသုံးသပ်ရင်တသိန်းလုံးကောင်းတယ်။ဒါဒီနေ့ပွဲမှာ Robert Sanchez လည်းတည်ငြိမ်တဲ့လက်စွမ်းမျိုးပြတယ်။ဒါပေမဲ့ဒါ Kai Sito ပေးတဲ့အလုံးတစ်လုံးမှားသွားလည်းတွေ့ရတယ်။ဆိုတော့ကျွန်တော်တို့ Chelsea ရောလက်ရှိမှာ Spurs ကိုနိုင်ပြီးတော့ဒါ sin ၄နေရာကိုခစ်တာတက်လန်းနေဒါနောက်ထပ်ကံမဲ့ပွဲတွေလည်းကျန်တော့ကျန်ပါသေးတယ်။ဆိုတော့ကျွန်တော်အမြင်ကတော့ဒီနေ့ပွဲကောင်းတယ်လို့ထင်တယ်။ဒါအောင်ဒီနေ့ Guruz ကိုအပိုင်ကတ်ထားရတဲ့ဂျားထဲမှာဒါ Guruz ကတစ်ချိန်ကန်ခွင့်ရတယ်။အဲ့ဒီချိန်ကို ကိုယ်တမကာွယ်လိုက်နိုင်တယ်ဆိုရင်တော်တော်ကောင်းတဲ့ကံချက်ပါဒါတေချာလေးဂီးဥဆိုင်ပြီးကစားသွားလို့နိုင်ရရှိပွဲမျိုးလို့ထင်တယ်ပြီးတော့ဒီကနာချိုးကိုဒါမိနစ်60ကျော်မှလဲလိုက်တယ်ဒီကတော့မလဲခြင်းလဲမလဲလို့ရမယ့်အနေအထားမျိုးလို့ထင်တယ်ဘာလို့ဆိုရှေ့ပွဲတွေကလည်းအနာရပြီးသားပြီးတော့ကနာချိုးစားဝင်လာတဲ့ဂစ်တန်ဆာဒီနေ့ပွဲမှာပွဲကြီးပွဲကြီးကြီးဆိုရင်နည်းနည်းရှိန်တဲ့အနေအထားမျိုးဖြစ်နေပြီးတော့ဒါပွဲပြီးကန်ဒီအပိုင်ကိုသွင်းဝင်တစ်ချိန်ရတာကိုမသွင်းလိုက်နိုင်ဘူးအဲပြီးတော့ဂျောက်ဘက်ဒရိုရဲ့ အဲကုသမကဝယ်လိုက်တဲ့နှလုံးပြီးွားရင်ဒါပက်ထရိုနက်တိုဆိုလဲဒီနေ့မှာနှလုံးတော့ဖြုံးသွားတယ်လို့ပြောလို့ရတယ်ဆိုတော့တကယ်တော့အသုံးချနိုင်မယ်ဆိုဒီနေ့ပွဲက၄5ခုပြက်လောက်နိုင်ရရှိမယ်လို့ကျွန်တော်ကထင်တယ်ဆိုတော့ဒါရီကထားပါအခုလောဆယ်တော့နိုင်ရရှိပါလို့ကျွန်တော်လည်းပျော်တယ်အဲအားလုံးလည်းပျော်မယ်လို့ထင်တယ်ဒီနေ့ပွဲမှာချလို့ပါလဲဒါတေချာလေးကစားပွားတော့တွေ့ရတယ်တစ်ဖက်အမြင်ဘောတွေကိုကောင်တက်ရှင်းထုတ်တာလည်းမစိုးဘူးလို့ပြောလို့ရတယ် ကျွန်တော်ဒါအရင်ပွဲကစန်ဒါလန်ကိုရှုံးနေမှုပြီးဒါသူတို့ပြန်ပြီးတော့စိတ်တက်တကြွပြီးတော့ပြန်ကစားတဲ့ပွဲအနိုင်ရရှိပါလို့ကျွန်တော်ဝမ်းသာတယ်ဆိုတော့ဒါနောက်ထပ်ပွဲမှာတော့ဒါကာရာဘတ်နဲ့တွေ့မယ်ချန်ပီယံလိကစားရမယ်တကယ်လို့ဒီလိုပွဲမျိုးကဒီလက်တာကာရာဘောင်းကပ်မှာတေချာလေးကစားပြီးတော့အနီးကပ်မြူရဲဦးဆိုရင်သူဝင်ကစားပြီးတော့ဂိုးရီပါရနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့စပါးရဲ့နောက်တန်းကဒီနေ့မှာအမှားတွေခဏခဏလောက်တာကိုတွေ့ရတယ်အစကျွန်တော်ပြောခဲ့လို့ပဲစပါးကချက်စီးနဲ့တွေ့ရင်အမြဲတမ်းတိုင်ပက်တယ်ဆိုပေမဲ့ ဒီလောက်ထိအခြေအနေဇိုးမယ်လို့တော့ကျွန်တော်မထင်ထားဘူးဒီနေ့ဆိုရင်စပါးကဘောလုံးပေးတာတွေကအစနောက်တန်းမှာအမှားမှယွင်းယွင်းဖြစ်နေတယ်ပြီးတော့ကျွန်တော်ချယ်ဆီကိုရောက်မလို့ဖြစ်ခဲ့တဲ့ဇာဗီစင်မူဆိုရင်လည်းဒီနေ့ပွဲမှာအဲဘာ contribution မှမရှိဘူးပြီးတော့ဘောလုံးနောက်ပြန်ပေးတာမျိုးလောက်နေပဲအချိန်ကုန်နေတယ်အဲအဲ့တော့သူတို့ဇာဗီစင်မွန်လည်းပွင့်ပြီးခင်ပြန်ပြီးလဲလိုက်တာကိုတွေ့ရတယ်ဆိုကျွန်တော်ပြောပြနေတာဒီနေ့ပွဲမှာဂိုးတွေကိုအပိုင်ခွင့်ရတာတိကျအသုံးချနိုင်မယ်ဆိုရင်ဂိုးများများရပြီးတော့ဂိုးကွာချဂိုးကွာချများနိုင်နေပေါ့နော်ဆိုတော့ ဲ့လိုအဲ့လိုမျိုးအပိုင်ဆုံးတက်နိုင်မယ်လူမျိုးတွေလုံနေပါတယ်ဆန္ဒလက်နဲ့ပွဲတော့လည်းအဲ့လိုပဲဂိုးတွေကိုသာတိကျရနိုင်မယ်ဆိုရင်ကျွန်တော်တို့အချိန်ဒီအခုအခုထက်အဆင့်မြင့်တဲ့အနေအထားမျိုးမှာရောက်နေလောက်ပြီအခုဆိုရင်အဆင့်နဲ့3လောက်တော့ရောက်နေလောက်ပြီအာဆိုတော့ကျွန်တော်ရဲ့ပွဲပြီးသုံးသချက်အမြင်ကတော့လောက်ပါပဲအာကျွန်တော်ရဲ့ပွဲပြီးသုံးသချက်အမြင်ကတော့လောက်ပါပဲကျွန်တော်တို့ချန်ပီယံစ်လိဂ်အဲပွဲကြိုင်ပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်